အလုံးမင်္ဂလာပါအခုဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေထဲမှာ Gala User Watch No Resort မှာ ski သွားဆင်းရင်တဲ့လူတွေများပါပါသလားကိုကသွားလဲသွားခြင်းနဲ့ကုန်ကျစရိတ်ကလည်းဘယ်လောက်ကြမှာလဲမသိဘူးဆိုတဲ့လူတွေအတွက်ကျွန်မဒီဗီဒီယိုလေးမှာကုန်ကျစရိတ်အားလုံးကိုပြောပြပေးတော့မှာဖြစ်တဲ့အတွက်စိတ်ဝင်စားတဲ့ဆိုလို့ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့ပါအောင်နော် ကျမတို့အခုနေနေရကကြတော့ချိပါမှာပါဆိုတော့ချိပါကဒီဘက်မှာကျမတို့အခုသွားမယ့်နေရာကကြတော့နီးကတာလို့ခေါ်တဲ့ဒီနေရာလေးကိုသွားမှာပါဆိုတော့ဂျပန်မြေပုံကိုကြည့်မယ်ဆိုလို့ရှိရင်ကျမတို့အရှိနဲ့အနောက်ကိုသွားရတဲ့လောက်နီးနီးကိုဝေးရပေါ့နော်အဲ့တော့ကျမတို့ရိုးရိုးရထားစီးလို့မရပါဘူးကြီးစံရထားရှင်ကန်ဆန်နဲ့သွားမှရပါမယ်ဆိုတော့ရှင်ကန်ဆန်နဲ့တောင်မှကျမတို့တနားကြီးခွဲလောက်စီးရတယ်ပေါ့နော်ဆိုတော့ဒါလေးကမြင်သာအောင်လို့ကျမအကွာဝေးလေးကိုပြထားတာပါကျမတို့ချိပါနေပြီးတော့တိုကျိုသွားတဲ့ကုန်ကျစရိတ်ကတော့မပြောတော့ဘူးပေါ့နော်ဒါကပုံမှန်ကျမတို့ထောင်ကနန်းလောက်လေးပဲခုန်တာဆိုတော့လေ ရှင်ကန်းဆန်စားစီးတဲ့နေရာကနေပြီးတော့ပဲပြောပြပါမယ်နော်ရှင်ကန်းဆန်လက်မှတ်ကိုလည်းကျွန်တော်တို့ကကြိုပြီးတော့ဖြတ်ထားပါဗျာအဲတော့ကြာကိုသွားတဲ့ရက်မှာရှင်ကန်းဆန်စီးလို့မရတာမျိုးပါမျိုးဆိုရင်လို့ပေါ့နော်ဆိုတော့ရှင်ကန်းဆန်ကိုကြိုပြီးတော့ပုံပြင်လုပ်ထားတယ်ရှင်ကန်းဆန်ကတော့ကျွန်တော်တို့တယောက်ကိုရန်တပေါင်းခွဲကြပါတယ်သူက၃ရက်အတွင်းအလီလီစီးလို့ရပါတယ်လက်မှတ်ကကြတော့တိုကျိုရောက်မှကျွန်တော်တို့ကထုတ်ရမှာပေါ့နော်အဲကျွန်တော်တို့ရဲ့ passport ကို scan ဖတ်ပြီးတော့ဒီလိုဆက်လေးရင်းမှာထုတ်ရမှာပါဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာ passport မှာကြတော့ဒီ chip လေးတွေမပါဘူးပေါ့နော်မပါတော့ကြောင့်မျိုး scan ဘလို့မှဖတ်လို့မရဘူးအဲတော့သူတို့ဒီထုတ်ပြီးတဲ့ကောင်တာကိုသွားရတယ်ပေါ့နော်ဒီနေရာမှာ ာတခုလောက်ကြံပြူကျင်တာကတိုကျိုဘူရာကြီးရဲ့တည်တဲ့အတိုင်းပဲအရင်ကြီးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တနေရာနဲ့တနေရာသွားဖို့တခုခုကိုရှာဖို့ဆိုလို့ရှိရင်တော်တော်လေးခက်ခဲပါတယ်ကြွားကျင်တဲ့လူဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးပေါ့နော်ကျွန်တော်တို့လူမျိုးမကြွားကျင်တဲ့သူတွေဆိုလို့ရှိရင်တော့အဲကိုကသွားမဲ့အချိန်ထက်တနာရီလောက်လေးစိုးပြီးတော့သွားတယ်ဆိုလို့ရှိရင်တော့အေးအေးဆေးဆေးရှာလို့ဖေးလို့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ဆိုလို့ရှိရင်အဲ့ဒီတက်ကောင်တာရှာဖို့ဆိုရင်တော်တော်လေးစူးစမ်းလိုက်ရပါတယ်နှစ်နေရာလောက်မီးပြီးတော့မှပဲရောက်သွားတာပေါ့နော်ကဲအခုတော့တက်ကလေးရသွားပြီဆိုတော့စိတ်ကတော့နည်းနည်းအေးသွားပြီပေါ့နော်အခုကိုတွေသွားမဲ့နေရာမှာဘယ်နေရာလေးတွေကစိုက်စင်းရင်လုံးလို့ကောင်းလဲဆိုတဲ့ဟာကိုအခုဒါလေးနဲ့အရင်ကြည့်ပြီးတော့ ော့ဆက်စုလိုက်မယ်ပေါ့နော်ဟိုတယ်ကကြတော့ကျမတို့နှစ်ညအိပ်ယူထားပါတယ်အဲဒီဟိုတယ်လေးက26800လောက်ကြတယ်ပေါ့နော်သူကကျမတို့စကီးသွားစီးမဲ့နေရာနဲ့ဆိုလို့ရှိရင်တော့9မိနစ်လောက်ပဲဝေးပါတယ်အဲကျမတို့လည်းဈေးအသက်သာဆုံးဟိုတယ်ကိုရှာထားတာပေါ့နော်အားလုံးဒီတိုင်းပဲကျမမကဟိုတယ်ကြီးကဈေးအရင်ကြီးပါတယ်ဒါဒီလိုမျိုးအခန်းလေးကိုတည့်ရဖို့အတွက်ကိုတောင်းနဲ့ချီပြီးပေးရတယ်ပေါ့နော်ညီမပါဆိုလို့ရှိရင်တော့ဒီလိုဈေးမျိုးဆိုလို့ရှိရင်တကယ်အကောင်းဆုံးဟိုတယ်မှာတည့်လို့ရပြီပေါ့နော်ပြီးတော့ဒီဟိုတယ်ကကြတော့ကျမတို့အကုန်လုံး share ပြီးတော့သုံးရတာပေါ့နော်ကိုခန်းထဲမှာအင်သာရေချိုးခန်းနေပါတာမျိုးမဟုတ်ပဲနဲ့အကုန်လုံးနဲ့ share သုံးရတာပေါ့နော်ဒါမဲ့ ဲ့ဂျပန်ဖြစ်တဲ့ခါကျတော့အားလုံးကတန့်ရှင်းပါတယ်ဟိုဖူရိုးစိန်တာပဲဖြစ်ဖြစ်ရေချိုးကံပဲဖြစ်ဖြစ်အိမ်သားပဲဖြစ်အားလုံးကတန့်ရှင်းနေတဲ့အတွက်ကြောင့်မလို့အဲဆင်တော့ပြည်တယ်ပေါ့နော်အဲနောက်တစ်ခုကလေကျမတို့ပစ္စည်းပစ္စည်းတွေနဲ့ပေါ့နော်ဥမာစကင်ကဲပဲဖြစ်ဖြစ်ဒါမှမဟုတ်အသုံးဆောင်ပစ္စည်းလေးတွေပဲဖြစ်ဖြစ်မိကျန်ခဲ့တယ်ဆိုရင်တော့မဒီမှာကအကုန်ရှိတယ်ပေါ့နော်အဲစကင်ကဲဆိုလို့ရှိရင်လိုရှင်တွေရှိတယ်မွိုင်းချာတွေတိုနာတွေအဲ့ဒါတွေအကုန်ရှိရယ်ယောက်ျားလေးဆိုလို့ရှိရင်လည်းမိုးဆက်ရိပ်ဖို့တွေပါညာတယ်အဲ့လိုပေါ့နော်ပြီးလို့ရှိရင် facial foam တွေအကုန်အစုံရှိပါတယ်အဲ့တော့ကဲညာမိကျန်ခဲ့မယ်ဆိုရင်တော့မတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်ကဲဟိုတယ်ရဲ့ကုန်က ကြားစီလည်းတည်ပြီးသွားပြီရှင်ကန်ဆိုင်ရဲ့ကုန်ကြားစီလည်းတည်ပြီးသွားပြီဆိုတော့စကီစီရဲ့ကုန်ကြားစီလေးကိုဆက်ပြီးတော့ပြောပြပြပါမယ်အရင်ဆုံးဒီကုန်ကြားစီလေးတွေကိုမပြောခင်မှာကျွန်တော်တို့ရဲ့အတွေ့အကြုံအရအကြံပေးချင်တာတစ်ခုကကိုကအခုမှဒီစကီကိုပထမဆုံးစီးမယ်ပြီးတော့ကိုနဲ့အတူတူသွားတဲ့အပေါင်းဖော်တွေထဲမှာလည်းကိုကိုသူဒီတရားလေးသင်ပေးနိုင်မဲ့သူမရှိဘူးဆိုလို့ရှိရင်တော့သင်တန်းတက်တာအကောင်းဆုံးလို့အကြံပြုချင်ပါတယ်နှုတ်ဆိုလို့ရှိရင်ကျွန်တော်ကဒီစကီစဉ်ကြီးကိုပတ်စံနဲ့အများကြီးကုန်ခံပြီးတော့သွားပြီးမယ်လုံးဝ enjoy အပြည့်မရခဲ့ရတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်သင်တန်းတက်ဖို့လောက်ထားတယ်ဒါပေမဲ့လည်းဘာဖြစ်သွားလဲဆိုတော့ပထမတစ်ရက်မှာအဲတင်တန်းက schedule ပြည့်သွားတဲ့ကြောင့်လည်းမတက်လိုက်ရဘူးဒုတိယနေ့မှာပဲတက်ရတယ်အဲ့တော့ပထမနေ့မှာလည်းအရန်ပုတ်သွားတယ်ပေါ့နော်ကိုတွေကကိုဘသားကိုလုံးဝမစည်းတတ်တဲ့အခါကျတော့သူများတွေထဲနှစ်ဆပို့ပင်မန်းနေပြီးတော့ဒီ ski ရဲ့အသုံးဆောင်ပစ္စည်းတွေအားလုံးကမတရားကိုလေးပါတယ်အဲ့ဒီဒရာတာကိုတည်ရပိုးရတာနေတဲ့ကိုကိုတွေမှာ energy ကတော်တော်ကျနေပြီပေါ့နော်ကျွန်တော်ပထမတစ်ရက်ကလည်းကျွန်တော်ကသင်တန်းမတက်လိုက်ရတဲ့ကြောင့်ကိုဘသားကိုဥယောင်ဝါလုံနေရင်းနေပင်မန်းသွားတယ်ပေါ့နော်ဒုတိယတစ်ရက်ကျတော့ဆရာနဲ့သင်ရတယ်ဆရာနဲ့သင်တဲ့အခါကျတော့ကိုကိုကို confidence လေးနည်းနည်းရှိသွားတယ်ပြီးတော့စိတ်လုံးချုံမှုလေးနည်းနည်းရသွားတယ်လို့ထင်ပေ မယ်ပထမတည့်ကမှာ energy ကလည်းအရန်ကျနေတဲ့ခါကျတော့ဒုတိယတည့်မှာကျတော့ကျွန်တော်တို့အရန်ကြီးမလုံနိုင်တော့ဘူးပေါ့နော်အရန်ကြီးမဆော့နိုင်တော့ဖြစ်သွားတယ်အဲ့ခါကျတော့ပြောရမဆိုနှစ်ရက်လုံးမှာလုံးဝ android အပြည့်မရခဲ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့အကြံပြုချင်တာကသွားမယ်ဆိုလို့ရှိရင်ပထမဦးဆုံးတည့်ကဘာမှမလုပ်ခင်ပါကလေးကအဲ့ဒီတင်တန်းကိုအရင်ဆုံးစတက်နိုင်အောင်ကြိုးစားပါဒါခါတဲ့ booking တွေတည်ချလုပ်သွားပေါ့နော်အဲ့ဒါမှပဲဒီခီးစင်ကတကယ်ကိုအပျော်စရာအကောင်းဆုံးခီးစင်ဖြစ်မယ်လို့အကြံပြုချင်ပါတယ်နော် စကီးသင်တန်းကြီးကတော့နှစ်နာရီခွဲတစ်ဆက်ရှင်စာကိုတစ်ယောက်ကို12000ကျပါတယ်။စကီးစီးဖို့အတွက် accessory တွေငှားတာကကြတော့တစ်ယောက်ကိုတစ်ရက်ကိုပေါ့နော်11200လောက်ကျပါတယ်။ accessory ထဲမှာဘာတွေပါလဲဆိုလို့ရှိရင် အုတ်ထုပ်ပါတယ်၊မျက်မှန်ပါတယ်ပြီးလို့ရှိရင်လက်အိတ်ပေါ့နော်လက်အိတ်ကကျတော့အပိုင်ရတာပါ။ပြီးလို့ရှိရင်စကီးစီးတဲ့ပုတ်ပါတယ်၊ဖက်နှက်ပါတယ်။ဝေစားကျတော့ငှားကျင်နေဆိုလို့ရှိရင်တသက်ချငှားရမှာပါ။ဝေစားကကျတော့တစ်ရက်ကို9500ကျပါတယ်။သူကအပေါ်ချက်ကနဲ့အောက်ပေါင်းပြီးအဲ့လိုမျိုးအတွဲလိုက်ပြီးပါပြီးသားပေါ့နော်။ကျတော့အစားကတော့မငှားတာဘူး။ဟိုရောက်မှာပဲ င်းကားပြစ်သွားတာဆိုတော့အရှိရတွေ့ပြထားတဲ့နေရာမှာတော့ဒီဝယ်စားဖို့မပါဘူးပေါ့နော်တောင်ကြီးကနေပြီးတော့တောင်ပေါ်သွားဖို့အတွက်ကိုလည်းကျမတို့ lift စီးရတယ်ပေါ့နော် gondola lift ကိုစီးရတယ်အဲ့ဒီဟာကကြတော့ကျမတို့ website ကနေဖြတ်မယ်ဆိုလို့ရှိရင်ဈေးကပိုပြီးတော့တက်တာလေကျမတို့ကတခါတည်း website ကနေဖြတ်တာဆိုတော့အဲနှစ်ရက်စာကိုတစ်ယောက်ကိုရန်900ကျပါတယ် ski စီးရတဲ့နေရာကကြတော့ကျမတို့ဘူရာပါပဲရှိရပါတော့နော်အဲ့တော့ဘူရာကနေထွက်လိုက်တာနဲ့ကို ski စီးမဲ့နေရာကိုတန်းရောက်ပြီးကိုရောက်တဲ့အချိန်မှာ hotel က check in ဝင်လို့ရတယ်ဆိုလို့ရှိရင်တော့ hotel ပါပစ္စည်းတွေပါတွေတွားထားပြီးတော့ AC လာမယ်ဆိုရင်တော့လည်းအဆင်ပြေရပါတော့အကယ်၍ ကျွန်မတို့လူမျိုးဟိုတယ်ချက်ကင်ဝင်ရမယ့်အချိန်ကလည်းဝေးနေသေးရဆိုလို့ရှိရင်အဲဒီ ski ski ရဲ့နေရာမှာပဲ locker တွေငှားလို့ရတယ်ပေါ့နော် locker ငှားတာကကြတော့ရမ်း1500ပေးရပါတယ် cash ပေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီကတ်လေးပေါ့နော်ကျွန်တော် locker ငှားထားတဲ့ကတ်ကလေးကိုလုံးဝမပြောက်အောင်ဒိန်းထားပါအဲ့ဒီကတ်မှာပါတဲ့ပင်နံပါတ်နဲ့ပြန်ပြီးတော့ခွင့်ရတာပေါ့နော်အကယ်၍ကိုက sweet card ကတ်လိုမျိုးကတ်တစ်ခုခုနဲ့ပေးထားတယ်ဆိုလို့ရှိရင်တော့အဲ့ဒီစာရမှာပင်နံပါတ်ပါမှာမဟုတ်ဘူးကိုသုံးထားတဲ့အဲ့ဒီကတ်နဲ့ပဲပြန်ပြီးတော့ခွင့်တယ်ဆိုလို့ရှိရင်တော့ locker ပွင့်တယ်ပေါ့နော် စားစေးတောက်စေးကလည်းဈေးကြီးပါတယ်အပြင်ကိုထွက်စားဖို့လည်းမလွယ်ဘူးပေါ့နော်။တောင်ချီမှာရှိတဲ့ဘူတာကဆိုင်မှာပဲစားမလားဒါမှမဟုတ်တာမော်မှာရှိတဲ့ဖူကောက်မှာပဲစားမလားဆိုပြီးတော့ရွေးချယ်စရာနဲ့နေရာပဲရှိတယ်ပေါ့နော်။ဈေးတွေကတော့မြင်တဲ့အတိုင်းပဲအလောက်ကြပါတယ်။ကဲဒါကတော့ကျမတို့စကီသွားစီးရတဲ့ကုန်ကျစရိတ်ကိုပြပြထားတာပါ။သွားချင်တဲ့လူတွေလည်းခံမှန်းကြည့်ဈေးနှုန်းလေးမှန်းလို့ရအောင်လို့ပေါ့နော်။ခီးတစ်ခုသွားရဲဆိုတာကတော့ကို၃ရင်၃တော့လောက်ကိုချက်ရင်ချက်တလောက်ပို့ပြီးတော့ကုန်ပါတယ်။ဒါတော့မှဒီခီးစဉ်တစ်ခုလုံးမှာကျမတို့ဂျန်တဲ့နေရာတွေပါတစ်ခုမှမချွေတာထားဘူး။ဟိုတယ်ကိုတော့တော်ပါပြီရှယ်သုံးရလဲမမှဖြစ်ဘူးဆိုတဲ့စိတ်လေးနဲ့ဒီဟိုတယ်လေးကိုရွှေ့လိုက်တာပါ เนาะချိန်တုံးရတယ်ဆိုပေမဲ့လည်းဂျပန်မှာဆိုတော့ဒါအဆင်ပြေလို့ပြောလို့ရတယ်ဒီဟိုတယ်လေးမှာအဆင်ပြေတာတခုကဘာဖြစ်လဲဆိုတော့အစားအသောက်ပေါ့เนาะကျွန်တော်ကတော့ခရောက်တော့မှာပဲအချိန်ကြီးကြည့်ပြီးတော့လှုပ်ရှားမယ်လို့စဉ်းစားလိုက်တဲ့အခါကျတော့ Snow Resort မှာမစားခဲ့ရတဲ့အချိန်မှာဟိုတယ်ရောက်မှာစားမယ်လို့ကြံလိုက်တဲ့အခါကျတော့ဟိုတယ်က reserve လုပ်ထားတဲ့အတွက်စားလို့မရဘူးဆိုတာမျိုးဖြစ်သွားတာပေါ့เนาะတော်သေးတယ်ကျွန်တော်တို့အဲ့ဒီညမှာကန်ကောင်းစွာနဲ့ညစာမငတ်ခဲ့ဘူးပေါ့เนาะအဲ့ဒီမြင်းမြင်းဆက်ဆန်းပေါ့တို့လှုပ်လို့ရတဲ့ဟင်းလေးတွေတော့လှုပ်ပြီးတဲ့အတွက်ကြောင့်မလို့အဲ့ဒီညစာတော့မငတ်ခဲ့ဘူးနှမှုဆိုရင်အဲ့ဒီညစာကျွန်တော်တို့တကယ်ကိုငတ်မှာဟာအပြင်မှာကိုလိုလွဲကူကူသွားပြီးတော့မှ convenience store တွေပါရှိတယ်။ restaurant တွေပါရှိတယ်ဆိုတော့တော့ဆောက်လို့ရတဲ့နေရာမျိုးမဟုတ်ဘူးပေါ့နော်။အဲအဲ့ဒါလေးတော့အခက်အခဲတစ်ခုရှိခဲ့ပါတယ်။ဆိုတော့ကျွန်တော်တွေအားလုံးကတော့ဆက်ဆက်ရရအဆင်ပြေပါတယ်။ဒါမဲ့လည်းအရန်ပြောခဲ့ရလားဆိုလို့ရှိရင်တော့ကောင်းကောင်းမစည်းနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့မပြောခဲ့ရတာလေးတစ်ခုကလွဲရင်တော့နင်းနေရှိတဲ့နေရာကိုတော့လျှောက်ရတဲ့အတွက်ကြောင့်မလို့ဂျန်တဲ့ဘိုင်းလေးရတော့ပြောခဲ့ရတယ်လို့တော့ပြောလို့ရပါတယ်။အဲကျွန်တော်နိုင်ငံမှာကြတော့ဒီလိုမျိုး ski ski ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်။အဲအတွက်ကြောင့်မလို့ကိုက ski ski လို့ရတဲ့နိုင်ငံတစ်ခုကိုရောက်နေရဆိုလို့ရှိရင်ဒီလို experience လေးကလည်း try ကြည့်တင်တယ်လို့ထင်ပါတယ်နော်။ဖိုင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်။ ောက်ဗီဒီယိုလေးပါပြန်လည်ဆုံတွေ့ပါမယ်เนาะအဲဒီချိန်တစ်ခါလောက်တော့ရအောင်သွားစီကြည့်ပါလို့ပြောချင်ပါတယ်ဘိုင်ဘိုင်